စီပွားရေးလုပ်ငန်းတွေဘာကြောင့်မအောင်မြင်ရတာလဲစီပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတော့ကရုပ်ရှင်တဲ့ကိစ္စမဟုတ်ပါဘူးအစင်းတွေအများကြီးကိုဖျက်တမ်းရပါတယ်ဒါပါလေဆိုတော့အဲ့ဒီအစင်းတွေတကမှတစ်ခုခု အားနေနေမယ်ဆိုရင်လုပ်ငန်းတစ်ခုလုံးအောင်မြင်မှုမရနိုင်ပါဘူးရှင်အဲဒီအစင်းတွေကိုတစ်ခုချင်းစီလိုက်ကြည့်ကြမယ်နော်လူမသိအောင်လူသိအောင်မလုပ်နိုင်ခြင်းနံပါတ်1နံပါတ်1လူသိအောင်မလုပ်နိုင်ခြင်း ဒီလုပ်ငန်းကိုဘယ်သူမှမသိရင်ဘယ်လိုမှအောင်မြင်နိုင်မှာမဟုတ်ပါဘူးဥမာမြို့ထဲမှာကော်ဖီဆိုင်လေးဖွင့်ထားပေမဲ့ဘယ်သူမှမသိဘူးအဲဆိုရင်ဘယ်သူမှလာမှာမဟုတ်ပါဘူးเนาะအဲဒါတစ်ချက်ရဲ့နံပါတ်၄ကကြောင့်လူကြိုက်အောင်မလုပ်နိုင်ခြင်းပေါ့လူကြိုက်အောင်မလုပ်နိုင်ခြင်းဆိုလူတွေကသိုံနဲ့လုံးဝမဝယ်ပါဘူးအဲတို့ကတည့်ထုတ်ကုန်ဒါမှမဟုတ်ဝန်ဆောင်မှုကိုကြိုက်နေတဲ့ဖို့လဲလိုပါသေးတယ်ရှင်ဥမာကော်ဖီဆိုင်လေးကိုလူတွေသိပေမဲ့ coffee အရာကမကောင်းဘူးဆိုရင်ဘူးမှလာဝယ်မှာမဟုတ်ပါဘူးเนาะ ပြီးရင်တော့လူတွေကိုနံပါတ်3ကလူတွေကိုယုံကြည်အောင်မလုပ်နိုင်ခြင်းဒါကကြတော့လူတွေကသင်လုပ်ငန်းကိုယုံကြည်မှုရှိဖို့လိုပါတယ်ဥမာကော်ဖီဆိုင်ကတန့်ရှင်းမှုမရှိဘူးဝန်ထမ်းတွေကလည်းဝန်ဆောင်မှုမကောင်းဘူးဆိုရင်တော့အဲလူတွေကမယုံကြည်တော့ပါဘူးပြီးရင်တော့ဒါနောက်ထပ်နံပါတ်4ကကြတော့လူတွေဆက်သွယ်မင်းမြန်းအောင်မလုပ်နိုင်ခြင်းပေါ့နော်ဒီကတဲ့လုပ်ငန်းအကြောင်းပို့သိခြင်းတဲ့ကားတဲ့လွယ်လွယ်ကူကူမင်းများနိုင်ဖို့လိုပါတယ်။ဥပမာ coffee site မှာ အဖုန်းနံပါတ်ဒါမှမဟုတ် Facebook Page မရှိဘူးဆိုရင်လည်းလူတွေကမှာယူဖို့ခက်ခဲသွားပါလိမ့်မယ်ရှင်။နောက်ထပ်နံပါတ်5ကျတော့ဘာချက်လဲဆိုရင်လူတွေဝယ်အောင်မလုပ်နိုင်ခြင်း။နောက်ဆုံးမှာလူတွေကအမှန်တကယ်ဝယ်ယူဖို့လိုပါတယ်။ဥမာ coffee ဆိုင်က coffee ကောင်းပေမဲ့ဈေးကြီးလို့နေရင်လူတွေကဝယ်ဖို့တွတ်ဆုံနေနိုင်ပါတယ်ရှင်။အဲဒီလိုမျိုးလေအဖြစ်တဲ့မူပေါ့နော်။အဲဒီကကျတော့ လူတွေထက်ဝယ်အောင်မလုပ်နိုင်ခြင်းတခါဝယ်ယုံနဲ့မလုံလောက်သေးဘူးလူတွေထက်ကထက်ကဝယ်ယူဖို့လိုပါတယ်တဲ့ဥမာကော်ဖီဆိုင်ကအဲပထမတစ်ခါမှာတော့ကောင်းပေမဲ့နောက်ပိုင်းအည်တွေးကျဆင်းသွားတယ်အည်တွေး quality မပြည့်မီလာမျိုးဒါဆိုရင်လေလူတွေကနောက်တကပြန်မလာတော့ပါဘူးเนาะအဲနောက်ရနံပါတ်9ကကြတော့လူအချင်းချင်းအဲလူချင်းချင်းကြမှာတဲ့ကောင်းသတင်းပြန်ပြောအောင်မလုပ်နိုင်ခြင်းတဲ့ နောက်ဆုံးအနေနဲ့လူတွေကတဲ့လုပ်ငန်းအကြောင်းကိုသူတို့တကယ်ချင်းတွေကိုပြန်ပြောပြဖို့လိုပါတယ်။ဥပမာ coffee ဆိုင်ကတကယ်ကောင်းမွန်ရင်လူတွေကသူတို့မိတ်ဆွေတွေကိုဟို coffee ဆိုင်လေးသွားတောက်ကြည့်ပါလား။အရန်ကောင်းတဲ့အင်မတန်ကောင်းတဲ့ဒီလိုမျိုးပေါ့နော်ပြောကြလိမ့်မယ်။အဲ့ဒီအဆင့်တွေကိုအားလုံးအောင်မြင်အောင် လုပ်နိုင်မှတာဆိုလို့စီပွားရေးလုပ်ငန်းတစ်ခုကိုအောင်မြင်နိုင်မှာဖြစ်ပါတယ်ရှင်။ဒါကြောင့်တိလုပ်ငန်းမှာဒီအချက်တွေတဲကပဲအချက်တွေအားနည်းနေလဲဆိုတော့ သုံးသက်ကြည့်ပြီးတော့ပြင်ဆင်သွားတဲ့ပါတယ်။ဒါလေးကတော့ညိုဒီနေ့မရှာဘဲလာအောင်လုပ်ပါဆိုတဲ့စာလေးကိုအကိုမတို့နဲ့အတူတူစဉ်း